စင်ကူနိုင်ငံရဲ့ကြောက်ကြတဲ့နေရာကြီးတစ်ခုပေါ်နေတာပါအလုံးမဲ့မင်္ဂလာပါဒီနေ့ကတော့စင်ကူမှာရှိရဲ့နမီတော်တစ်ခုဖြစ်တဲ့နေရာတောတောင်နေတယ်သစ်ပင်တောတောင်

စင်ကာပူရဲ့အထင်ကရတစ်ခုဖြစ်တဲ့ဟန်ဒန်ဆောင်ဝေးဆိုရက်တရားကြီးပါဒီကနေ view point ကိုကြည့် ဓာတ်ရိုက်ပြန်လဲပြုပြင်ထားတာလည်းရှိရဲ့ဒါပေမဲ့အများစုလာကြပါရနော်ညနေပိုင်းလေးဆိုတော့လည်းကောင်းတယ်။ညနေနေဝင်စည်းစာလေးတွေလာကြည့်ကြ။ပန်းဖြစ်ပြီ။အေးစစ်စစ်လေးနေလို့ရ။ ဓာရဲ့အဆုံးပိုင်းစာပိုင်းဘဝချမ်းဒီဘဝချမ်းမြင်ရတဲ့ view တွေပေါ်စီကနေမြင်ရတဲ့ view တွေလှနော်ဒီနေ့မြင်ခွင့်နဲ့ရတော့အတွဲတွေပြောဝင်လာတယ်ဟော ဒီဘွားနေဆိုရင်အပင်လေးတွေကိုနိနိကက်ကက်မြင်ရတယ်လို့ခံစားလူလက်ရှိနဲ့ဂျာယက်ဆိုတော့ပျက်ရဆိုရင်တော့လူတွေအများများမှာဂျာယက်ဆိုတော့လူရှင်းနဲ့အတေဥတုကလည်းตายရတယ် အားလုံး fine နေဒါကတရားရဲ့အကူပြန်ဆင်းနေတဲ့လမ်းမှာတရားလမ်းပြန်ပြီးတော့မြင်နေရတော်လောင်းရှောက်ချင်တဲ့လူတွေအေးစစ်စစ်နေရာလေးမှာလာရှောက်ကြတယ်သူတို့နိုင်ငံကတော့တောင်းနေရောမရှိပေမဲ့အဲ့လိုမျိုး natural မဟုတ်တဲ့လောက်ထားတဲ့တောတောင်တွေတဘာဝပုံစံပေါအောင်အပင်နေဆိုလဲနေရာတိုင်းမှာရှိတယ်။ရာသီဥတုအတွက်အပင်နေတလိမ့်ဆန်နေဆိုတာရာသီဥတုရဲ့ခဟိဇတ်တီမို့ဒါကြောင့်မို့သူတို့ကအဲ့ဒါတွေကိုအဓိကထားပြီးတော့အပင်နေကိုအရန်စိုက်တယ်။တလိမ့်ဆန်နေပါဆိုရင်လည်းချို့တွေဆိုလို့ရှိရင်ဟို တိုင်းမဲ့လှော့ထားပါဘောเนาะသွားနေတချို့ဆိုလို့ရှင်လို့ရှင်အာ40နောက်ပြီးတော့ခါကြတချို့ကန်းကြီးတွေမှာဆိုရလို့40ဘာကြီးဆိုတော့မြင်နေရတယ်တို့တွေကတဘာဝကိုဂယူထားဂယူထားတယ်ဘောเนาะဒါကြောင့်မို့လို့နိုင်ငံသေးတယ်ဒါပေမဲ့ရာသီဥတုထန်တွေပါတယ်ရာသီဥတုတွေပါတယ်ကြတော့ ဒီလောက်ကြီးမခံရဘူးပေါ့တဘာဝပေးရနေရတွေပါကြီးကြတော့ဒါကတော့တောတောင်လို့စေတောတောင်နေပုံစံမျိုးဖြစ်နေအောင်နော်တော်ရဲတောင်နေရောက်သွားတယ်လို့အေဂျင်ခကြိုက်လေစိတ်ရဲ့ပြင်းမှန်းမှုတွေတော့ relax လုပ်တယ်နေနော် အောင်မလို့ကိုအပန်းဖြေရာကိုစိတ်ငြိမ်းအေးရာတွေကိုလည်းရှာတင်ပါတယ်သူများကိုမထိခိုက်မဲ့ပျော်ရွှင်ခြင်းနေနဲ့လေနေထိုင်ကြပါကိုကျမ်းမှာစိတ်ကျမ်းမှာမှာအားလုံးကအဆင်ပြေပါလေနော်ဟာကိုရီစီမှာဆိုရင်ငွေတော့အငြင်းတန်းရှိရဲ့စက်ကြပန်းလေး ဲ့တော့ဘွန်ဆိုင်နဲ့ဘွန်ဆိုင်လိုမျိုးစိုက်ထားနေတူတယ်။အနည်းကတော်တော်များများမှာအဲ့လိုမျိုးစက်ကြပန်းလေးတွေပါတော့ဘွန်ဆိုင်ပုံနဲ့တူတယ်။ဒါကငါပါပါပြီးပန်းညဒါကတော့ရွှေလှပင်လေးတွေဟိုမှာတော့စိတ်တိုင်းဟိုရဲ့ ပြစ်တော်သည်ဒါကတော့တရားရဲ့အောက်ချူရောက်သွားပြီပေါ့နော်အလုံးမဲမင်္ဂလာပါကျမပျော်ရွှင်အောင်နေကြပါဆုံးထိတူတူရှိနေမယ်